န်တော်ကြီးငါးပြားရိုင်ဟောင်းနေရာမှာတည်ဆောက်မဲ့မိုးပြံပူပေါင်းတဲ့ရန်ကုန်မြို့ရှုခင်းကြည့်စီမံကိန်းကိုမြန်မာ Voyage International Tourism Company ကလုတ်ကင်ခွင့်ရရှိခဲ့တယ်လို့ရန်ကုန်မြို့ရဲ့စီမံသားရဲကော်မတီပန်းဦးရင်နဲ့အားကစားကွင်းများဌာနကဌာနမှူးဦးကိုကိုလင်းကပြောပါရယ်။ ရန်ကုန်မြို့တော်စီမံတာယာရေးကော်မတီကပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ22ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးအစိုးရကိုတင်ပြခဲ့တယ်လို့တိုင်းဒေသကြီးအစိုးရအဖွဲ့ကအတည်ပြုချက်ကိုဒီဇင်ဘာလ28ရက်နေ့မှာပြန်လည်ပေးပို့ခဲ့ပြီးအရင်ကစီမံကိန်းဆောင်ရွက်ဖို့တောင်းဆိုခဲ့တဲ့ area စတူရန်ပေ4000ကျော်အစားစတူရန်ပေ12200နဲ့သာညှိနှိုင်းဆောင်ရွက်စေခဲ့ကြောင်းနဲ့မိုးပြင်ဘူပေါင်းစီမံကိန်းနဲ့ပတ်သက်ပြီးမိုးပြင်ဘူပေါင်းလုပ်ငန်းသာပေးဖို့အတွက်ပြန်လည်ညွှန်ကြားထားတယ်လို့သိရပါဗျာ။ မိုးပြန်ပူပေါင်းစီမံကိန်းမှာတင်ပြထားတဲ့အထက်မှာပါတဲ့စားတောက်ဆိုင်တဲ့တခြားအစီအစဉ်တွေကိုတော့ခွင့်မပြုခဲ့တဲ့အကြောင်းရန်ကုန်မြို့တော်စီမံသားရဲကော်မတီပန်းဦးရင်နဲ့အားကစားကွင်းများဌာနကဌာနမှူးဦးကိုကိုလင်းကအခုလိုပြောပါရစေ။အဲကိုတို့ရန်ကုန်မြို့တော်စီမံသားရဲကော်မတီနဲ့နော်ဖေဖော်ဝါရီလတည့်ရက်နေ့မှာသူတို့ဒီကုမ္ပဏီကပေါ့မြန်မာ Voice International Tourism Company နဲ့ကုမ္ပဏီကဒေါ်လွန်လွန်ကျော်နဲ့ အဲအကိုတို့အဲ့မှာဟိုတရက်နေ့မှာဖေဖော်ဝါရီတရက်နေ့မှာစာချုပ်ထုတ်ဖြစ်ပါတယ်အကိုတို့အဲ့ဒီမှာစာချုပ်မှာမြေငားရတဲ့စာချုပ်ကအကိုတို့အကျယ်ဝန်းကစွဲရပြီး2900စွဲရပြီးဖြစ်ပါတယ်လုပ်ငန်းလုပ်ရမှာမိုးပြန်ပူလောင်ပြီးရံဝမျိုးတော်ရှိသေးလားအကောင်းကင်ရမှာကြီးကြီးဆန်ရနိုင်ပြီးလုပ်ငန်းပေါ့စာချုပ်မှာအားလုံးတရက်နလ2019ကနေ31ရက်တလ2019ကိုဒီကိုတို့7နှစ်ကိုတစ်ချိန်တည်းနဲ့စာချုပ်ချုပ်ဆိုပါတယ်ပထမဦးဆုံးသူတို့ကိုတို့မြေစပြီးတော့လုပ်တဲ့ချိန်မှာ မြေငါးယံကကို1ဆွဲပြီးတော့3968တုံးနဲ့အခုတို့မြေငါးယံကကိုအခုတို့ကောက်ခံပါတယ်။ခါကျုပ်ချုပ်ဆိုပြီးရပေါင်း30ကျင်းတဲ့ချိန်ကျရင်အခုတို့ကိုတနစ်စာပေါ့။သိန်းပေါင်း1099ကိုကိုတို့စီကိုမြေငါးယံကနေပေးသွင်းရပါမယ်။နောက်ပြီးတော့လမ်းယူပရီမီယံကြီးကိုကိုတို့စီကို3လစာပေးသွင်းရပါမယ်။လုပ်ငန်းအနေနဲ့ကတော့ကိုတို့ဒီမိုးရံပူပေါင်းလုပ်ငန်းတစ်ခုတည်းပဲလုပ်ရမှာဖြစ်ပါတယ်။ဒီကလုပ်ငန်းစီးပင်းစည်းကမ်းထဲမှာတော့ကိုတို့ဘာလုပ်ငန်းတွေပေးထားလဲဆိုတော့ လုပ်ငန်းထဲမှာကိုတို့ဒီမိုးပြမှုပေါင်းတဲ့ပတ်သက်တဲ့လုပ်ငန်းတွေကတော့အေး2900ဆူလျမ်းပေမှာကိုတို့အသုံးပြုခဲ့ပေးထားပါတယ်။နောက်အေဂျိုကောင်တာနဲ့ပစ္စည်းသိမ်းရန်နေရာက26ပေအမြောက်26ပေကတနေရာပေးထားပါတယ်။နောက်စောက်သန်းရန်နေရာတနေရာပေးထားပါတယ်။လက်မှတ်ရောင်းရန်နေရာတနေရာပေးထားပါတယ်။ထိန်းချုပ်ခန်းနေရာတနေရာပေးထားပါတယ်။စတူခန်းတနေရာပေးထားပါတယ်။စက်ခန်းတနေရာပေးထားပါတယ်။လုံခြုံရေးဂိတ်တနေရာပေးထားပါတယ်။ကြံတဲ့ညီတိလုပ်ငန်းအောင်မှာလုပ်ကြွယ်ထပ်တိုးလုပ်ငန်းတွေလုံးဝ ခွင့်မပြုပါဘူးစာချုပ်ထဲမှာလို့ပြောပြထားပါတယ်ပြည်သူတွေမလိုလားတဲ့အဆိုပါစီမံကိန်းကိုပြည်သူကိုယ်စားလှယ်တွေဖြစ်တဲ့အတွက်ကြောင့်ဆက်လက်တားဆီးကန့်ကွက်သွားမယ်အကြောင်းကိုမင်္ဂလာတောင်ညွတ်မြို့နယ်မဲဆန္ဒနယ်အမှတ်တဲ့လွှတ်တော်ကိုယ်စားလှယ်ဦးလှထေကအခုလိုပြောပါရယ်ကျွန်တော်တို့ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီလွတ်တော်မှာသူတို့ကိုလှုပ်တဲ့ကုံကိုတရားဝင်ကျွန်တော်တို့ခေါ်ပြောခဲ့တယ်ပေါ့နော်။နောက်ဆုံးသူတို့နဲ့ပြောတဲ့အခါမှာဘာလို့အဓိကပြောလဲဆိုတော့ကျွန်တော်တို့ကဒီဟာက ပတ်သိအိန္ဒိယဖြစ်တယ်ဒီရှေတကုံဖရာကြီးတဲ့ဒီလာပြီးတော့ရေပောင်တန်းနိုင်တဲ့အရာဖြစ်တယ်ဟုတ်နော်ဟောဒီမှာစိုက်ထားတဲ့တစ်ပေတွေရလည်းဒါတည်ယူတရားနဲ့စိုက်ထားတဲ့အပေဒါတွေကိုခုတ်တွေပြီးပြောင်းရွှေ့မယ်ဆိုတာကဒီသူကလက်မခံဘူးဒီသူလက်မခံဒီဘာကမနဲ့မနဲ့ဆိုလမ်းလျှောက်တဲ့အဖွဲတွေရှိတယ်ဟိုကျွန်တော်တို့ကဒါကိုသိလို့မဟုတ်ဘူးလမ်းလျှောက်တဲ့အဖွဲတွေကဒီကိစ္စတွေဒီလိုဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရှိကိုတေပြလို့ကျွန်တော်တို့ကဒီသူလူထုကိုသာဒါကိုပြောပြတယ် အဲပြောပြတဲ့အခါကျတော့သူတို့ကအဲ့ဒီမှာပြည်သူလူထုကဒီလိုပြောလာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့နေရာကြောက်ရွှေ့ဖို့စဉ်းစားပါမယ်ဆိုပြီးတော့အဲ့ဒီစကားတစ်ခွန်းနဲ့ကျွန်တော်တို့ကလွတ်တော်ထဲမှာရှက်သွားခဲ့တယ်ဒီတော့ဘက်မှာလုံးဝပေါ်မလာဘူးဒီပြီးခဲ့တဲ့တရက်နှစ်ရက်မှာဒီနေရာမှာပြန်လုပ်ဖို့ဆိုပြီးတော့လာအစပြောနေတယ်လို့လိုက်လျှောက်တဲ့ဖွဲ့တယ်ကျွန်တော်တို့ပြောတယ်အဲ့ဒီအဖွဲ့တွေကလာတယ်လာပြီးတော့ဒီမှာရှိတဲ့ဒီတစ်ပင်တွေပေါ့နော် ဒီတပင်းတွေကိုသူးဆွပြီးတော့ဟိုဘက် area ကိုနေရာရွှေ့ပဲနေရာရွှေ့ပြီးသူတို့ကဒီ area မှာအဒီသူတို့မူလာရဲ့ပထမ project ဖြစ်တဲ့မိဘုံပြန်ကိစ္စကိုလုပ်ဖို့ဆိုပြီးဒီနေရာကိုလာပြီးပြင်ဆင်နေတယ်ပေါ့နော်ဒီဒီစလုပ်တဲ့အလုပ်ကတော့ဒီရရှိတဲ့တပင်းတွေကိုတူးပြီးတော့ဟိုဘက်တွေကိုစပြီးရွှေ့ဖို့ဆိုပြီးတော့လာပြီးလုပ်နေတယ်လုပ်နေတော့ဒီဒီကျွန်တော်ကဒီတရင်အတိအကျရအောင်လို့ဘလို့ကြောင်းကြောင်းလုပ်လဲဆိုတော့သူတို့ကကုမ္ပဏီက ဒီပန်းယူတဲ့ပန်းဥရင်တဲ့အားစားကွင်းများဌာနနဲ့သူတို့စာချုပ်ချုပ်ပြီးပါပြီ။ဒါကြောင့်ဒီလုပ်ငန်းကိုစတင်အကောင့်ထဲပို့ဖို့လာလုပ်နေပါသေးတယ်။ဒီစတင်ပြီးလုပ်ပါတယ်။ဟိုကျွန်တော်တို့က source ကတော့လိုက်တော့ပဲ။ဒီတာတာကတော့ပန်းဥရင်ဌာနနဲ့စာချုပ်ချုပ်တယ်လို့ဒီဒီငလာတောင်ညွန့်ညွန့်တယ်ညွန့်တယ်အုပ်ချုပ်ရေးဘူးကစောစောကျွန်တော်တို့ကိုလမ်းပြော။ဒါကတော့သူတို့အပိုင်ပါနော်။ကျွန်တော်တို့ကတော့ကျွန်တော်တို့လိုချင်တာတော့ဘယ်သူနဲ့ပဲချုပ်ချုပ်ကြိုက်တဲ့လူနဲ့ချုပ်ပြီးသူလူတို့ကလက်မခံဘူးဆိုတာကိုကျွန်တော်တို့ကအတီလေးကျွန်တော်တို့ကပြောခြင်းတယ်။ ။ဘာဖြစ်လဲဆိုတော့လူရီယာ2015မှာမျောလင်းကျန်နဲ့မဲပေးခဲ့တယ်။နော်။အဲ့ဒီမျောလင်းချက်ကပြည်သူအစိုးရဖြစ်ဖို့ဆိုပြီးမဲပေးခဲ့တယ်။ဟိုပြည်သူကဒီကိစ္စကိုလက်မခံပါဘူးလို့အတီလေးပြောတယ်ကြေးကြတယ်။ထပ်ပြီးတော့လည်းတိတိလေးလေးထပ်လုပ်လိုက်တယ်။အဲ့ဒီအပေါ်မှာဘသူကဘာလုပ်ပေးမလဲဆိုတာကိုစောင့်ကြည့်ရမှာပဲ။ဟိုကျွန်တော်တို့ကတော့ရှင်းပါလေ။ကျွန်တော်တို့ကပြည်သူကမဲပေးထားတဲ့ကိုယ်စားလှယ်ပြေလို့ပြည်သူတဘောထားကိုသိအောင်ကျွန်တော်တို့ကတင်ပြမယ်။ အဆိုပါမိုးပြန်ဖူပေါင်းစီမံကိန်းဟာဟီလီယံတန်းခွေကိုအသုံးပြုပြီးရွေးရှားလို့မရပဲတနင်္လာရဲမှာအတက်အစင်းသာပြုလုပ်နိုင်မှာဖြစ်ပေမဲ့အမြင့်ပေ400ခန့်မှာရှိမှာဖြစ်တာကြောင့်ရှေတကုံစီရီတော်ရဲ့အမြင့်နဲ့တိတ်မကွာတော့တဲ့ကိစ္စအပေါ်မှာစိုးရိမ်စိတ်ရှိနေတာအပြင်အဆိုပါစီမံကိန်းကြောင့်တစ်ပင်ပန်းအလှပင်တွေရွှေပြောင်းစိုက်ပြုတ်ရမှာဖြစ်တာကြောင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေကပါကန့်ကွက်ထားကြတဲ့စီမံကိန်းဖြစ်တယ်လို့သိရပါဗျ။